ရပါရှင်သမကသင်ပါဒီနေ့အော်တိုဗလာ၁၇ရက်နေ့အတွက် People's Win ရဲ့အနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်တရုတ်တွင်းကုန်တွေကိုအခွန်တရရာခိုင်နှုန်းတိုးမြင့်ဖို့ Trump ဆုံးဖြတ်တဲ့သတင်းနောက်ဆုံးပေါ်နိပညာမြင့်ဒေါင်းဂျီတက်ကိုမြောက်ကိုရီးယားထုတ်ပြတဲ့သတင်းဖလော်ပိုင်းမှာတရက်တည်းအင်အားပြင်းငလျင်တစ်ခုလှုပ်ခတ်ပြီးလူ၈ယောက်သေဆုံးတဲ့သတင်းဒီသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်မြေရှားသတ္ထုတင်ပေါ်မှုတွေကိုတရုတ်ကပိုပြီးတင်းတင်းကြပ်ကြပ်ထိန်းချုပ်ဖို့အစီအစဉ်လာတဲ့နောက် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကလည်းတရုတ်စီကအတင်းသွင်းလာမဲ့ကုန်စည်တွေကိုတန်ဖိုးရဲ့တရားရဂိုင်နှုန်းအပိုဆောင်စီးကျက်သွားမယ်လို့ကြေညာခဲ့ပါတယ်။နိုဝင်ဘာ၁ရက်နေ့ကစလို့တရုတ်ကနေအမေရိကန်စီတင်ပို့လာတဲ့ကုန်စည်အလုံးကိုအခွန်စီးကျက်မှုတရားရဂိုင်နှုန်းတိုးမြင့်မယ်လို့ထရမ့်ကအော်တိုဘာ၁ရက်နေ့မှာပြောကြားခဲ့တာပါ။ဒါကြောင့်တရုတ်ရဲ့ကုန်စည်တွေဟာအမေရိကန်ကိုတင်ပို့ချိန်မှာတန်ဖိုးရဲ့130ရာခိုင်နှုန်းအထိအခွန်ပေးဆောင်ရတော့မယ့်အခြေအနေဖြစ်လာပါတယ်။နောက်ပြီးအမေရိကန်ကနေတရုတ်စီကိုအရေးပါတဲ့အစောပိုင်းနှိပညာတင်ပို့မှုတွေကိုလည်း အဲ့ဒီနေ့ကစပြီးကန့်သက်တားမြစ်သွားဖို့ထရမ့်ကအဆုံးဖြတ်ခဲ့ပါတယ်။ထရမ့်ရဲ့အခွန်စည်းကြမှုအကြီးညာချက်အသည်ဟာကမ္ဘာပေါ်မှာစီးပွားရေးအင်အားအတောက်တင်းဆုံးစူပါပါဝါနိုင်ငံတစ်ခုကြောင့်ဂုံသွေးရေးအပြောင်းမှုတွေမြင့်တက်လာတာကိုရှော့ချဖို့ခက်ခက်ခဲခဲညှိနှိုင်းထားရတဲ့ပြည်လည်မှုတွေကိုပျော်ပြတ်သွားစေဖွယ်ရှိပါတယ်။နှနိုင်ငံကြားကအတွင်းကအခွန်စည်းကြမှုတွေအပြိုင်မြင့်တင်ခဲ့တာကိုကန့်သက်ဖြေလျှော့ထားဖို့သဘောတူထားတဲ့နောက်ဆုံးသတ်မှတ်ကာလမတိုင်ခင်၉ရက်အလိုကလေးက တရုတ်အပေါ်အခွန်အစည်းအဝေးမှုတွေစတင်တိုးမြှင့်ောက်ယူမယ်လို့ထရမ့်ကဆုံးဖြတ်ခဲ့တာပါအစောပိုင်းတောင်ကိုရီးယားမှာသူနဲ့သမရရှိချင်းဖြစ်လို့တွေးဆဖို့ညှိနှိုင်းထားတဲ့ကိစ္စကလည်းအခုတော့မကြေရတော့ဘူးဆိုတာမျိုးထရမ့်ကသတိပေးခဲ့ပါတယ်ဒူဘိုင်းဆိုင်တဲ့လူမှုကွန်ရက်မီဒီယာထရုမှာထရမ့်ကလက်ရှိအခြေအနေတွေအရဆိုရင်သူနဲ့ရှိတွေ့စရာအကြောင်းလည်းမရှိဘူးလို့အရေးသားထားခဲ့ပါတယ်ဒါပေမဲ့သူကတွေးဆပွဲဖြတ်မယ်လို့အတိအလင်းမပြောဘဲအဲ့ဒီလိုအခြေအနေဖြစ်လာနိုင်တာကိုတော့တွေးထားရမယ်လို့ပဲသတင်းတော်တွေစီမှတ်ချက်ပေးခဲ့တာပါ တရုတ်ဘက်ကတော့ Trump နဲ့ရှိတို့တွဲဆောင်ဖြစ်ကြမယ်ဆိုတာကိုဘယ်တော့ကမှအတိမပြုခဲ့ပါဘူး။ American အတွက်အထူးအရေးကြီးလိုအပ်တဲ့ကုန်ကြမ်းတွေဖြစ်တဲ့မြေရှားတပ်ထုတွေပြည်ပတင်ဖို့ခွင့်ကိုတရုတ်ကရုတ်တရက်တင်းကျလိုက်တဲ့နောက် Trump ကလည်းတရုတ်ကုန်စည်တွေအပေါ်အခွန်တိုးမဲ့ကြေညာချက်နဲ့တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။တရုတ်ဟာမြေရှားတပ်ထုတွေတန့်စင်ထုတ်လုပ်မှုကမ္ဘာဈေးကွက်ရဲ့အဝေးစုအများအပြားကိုထိန်းချုပ်ထားတဲ့နိုင်ငံပါ။တရုတ်ရဲ့တန့်တမှုဟာ American တနိုင်ငံနဲ့ကိုဦးတည်တာမဟုတ်ပေမဲ့ဒီကိစ္စကြောင့်သူတော်တော်တုံ့လုံမိကြောင် တရုတ်ရဲ့လုံပုံကိုင်ပုံကအစိုးလုံးကြောင့် Trump ကဝေဖန်ခဲ့ပါတယ်။တရုတ်နဲ့ American ကြားကအကွန်တွေပြစ်ပခါတွေဟာ6လလောက်ငြိမ်နေကြရကအခုတော့တကြောပြန်တင်းမာလာမဲ့အရေးအယောင်တွေမြင်လာရပါတယ်။ Trump ကတရုတ်စီလေရင်နဲ့လေရင်အစိပ်ပိုင်းတွေတင်ဖို့အယောင်ချမှုကိုပိတ်ပင်တာမျိုးအထိစဉ်းစားထားတယ်လို့လည်းသူနဲ့နှိဆက်သူတချို့ကပြောပါတယ်။တရုတ်ကတော့ American အနေနဲ့အကွန်တွေအခွန်အခတွေကိုတစ်ဖက်သက်ချေလေတတ်မှတ်တာမျိုးမလုပ်ဖို့အစဉ်တစိုက်တောင်းဆိုထားတယ်လို့ အတိလောက်ရကကဘာစီးပွားရေးရန်တရားတစ်ခုလုံးကိုထိခိုက်စေကြောင်းဝေဖန်ထားပါရှင်။မြောက်ကိုရီးယားမှာစစ်ရေးပြအခြေတပ်ပွဲအခမ်းအနားတစ်ခုကျင်းပခဲ့ပြီးနိုင်ငံရဲ့အနည်းပညာအမြင့်ဆုံးတိုက်ချင်းပြက်ဒုံးကျည်အသက်ကိုပါထုတ်ပြသွားခဲ့ပါတယ်။မြောက်ကိုရီးယားအာဏာရအလို့သမားပါတီထူထောင်မှု80ပြည့်အခမ်းအနားနဲ့တိုက်ဆိုင်ပြီးကျင်းပတဲ့အော်တိုဘာလ17ရက်နေ့မနက်ပိုင်းခြေတပ်ပွဲမှာဟွာဆောင်20ဒုံးကျည်ကိုပါတွေ့မြင်ခဲ့ရတာဖြစ်ပါတယ်။မြောက်ကိုရီးယားအစိုးရပိုင်း KCNA သတင်းဌာနကတော့ ဝါဆောင်20ဟာနျူကလ িয়ার လက်နက်တွေကိုတက်ဆန်နိုင်တဲ့အားအကောင်းဆုံးဤပညာအဆင့်အမြင့်ဆုံးမဟာဗျူဟာလက်နက်လို့အညွှန်းဆိုသွားခဲ့ပါတယ်။စစ်တီအင်အားအများပြားပါဝင်တဲ့ခြေတက်ပွဲကိုနိုင်ငံတကာခေါင်းဆောင်တွေနဲ့တန်တမန်ရှိမှမှာကင်ကကြီးမှုခဲ့တာပါ။အဲ့ဒီအခမ်းအနားကိုတက်ရောက်ခဲ့တဲ့အပရိသတ်တွေထဲမှာတရုတ်ဝန်ကြီးချုပ်လီဂျန်ဗီယက်နမ်ကွန်မြူနတီပါတီအကြီးအကဲဒိုလမ်ရုရှားသမ္မတဟောင်းဒီမီထရီမက်ဘီဒက်တို့လိုပုဂ္ဂိုလ်တွေလည်းပါဝင်ခဲ့ပါတယ်။ မြောက်ကိုရီးယားဟာဟွာဆောင်ဆိုတဲ့နာမည်အောက်မှာမဟာဗျူဟာဒုံးကျည်တွေကိုစီးရီလိုက်တီထွင်ထုတ်လုပ်နေကြတာဖြစ်ပါတယ်။နျူကလ িয়ার ထိပ်ဖို့တက်ဆန်နိုင်တဲ့ဒုံးကျည်တွေဟာအရင်ကအစမ်းသက်ထားမှုတဲ့အရလက်တွေအရအမေရိကန်နိုင်ငံရဲ့ဘယ်အစိပ်ပိုင်းစီကိုမဆိုရောက်ရှိအောင်ပြန်တန်းနိုင်လိမ့်မယ်လို့ယုံကြည်ရပါတယ်။ဒါပေမဲ့အဲ့ဒီဒုံးကျည်တွေလိုရာနေရာစီတက်တက်မမတ်ပြန်တန်းနိုင်ဖို့တေးကြစေမဲ့လမ်းညွန်စနစ်မျိုးကမ္ဘာအပြင်ဘက်ထွက်သွားပြီးလေတုတွေပြောင်းဝင်လာတဲ့အချိန်မှာထိပ်ဖို့တွေမပြတ်စီအောင်ကြမ်းကြမ်းခံနိုင်မဲ့အစွမ်းရည်မျိုး အဲ့ဒီဒုံးကြီးတွေမှာရှိမရှိဆိုတာကိုတော့နိုင်ငံတကာလက်နက်ရေးရပညာရှင်တွေကဝေဖန်မေးခွန်းထုတ်နေကြသေးပါစစ်ရေးပြအခြေတပ်ပွဲအခမ်းအနားမှာတော့ကင်ကနိုင်ငံရဲ့ခြားစစ်စင်ရေးတွေမှာမြောက်ကိုရီးယားတပ်တွေကိုဖျက်ချခဲ့တဲ့အကြောင်းကိုပြောကြခဲ့ပြီးမြောက်ကိုရီးယားစစ်တပ်ရဲ့သူရဲကောင်းစံမှုဟာနိုင်ငံပိုင်နက်ကိုတာမကပဲဆိုရှယ်လစ်စနစ်တိဆောက်ရေးအားထုတ်မှုအမှန်တမ်းကိုကာကွယ်နေတာလို့လည်းညွှန်းဆိုသွားခဲ့ပါတယ်မြောက်ကိုရီးယားဟာယူကရိန်းနဲ့ဆက်ဖြစ်နေရာရုရှားနိုင်ငံစီစစ်တီတွေဆင်လွတ်ပြီး ရုရှားနိုင်ငံပိုင်နက်ကိုကာကွယ်ရမှာကုညီတက်ခတ်ပေးနေတယ်လို့လည်းအသိပြုထားပါတယ်ရှင်။ဖိလစ်ပိုင်နိုင်ငံမှာတနေ့တည်းနဲ့အင်အားပြင်းငလျင်ကြီးနှစ်ခုလောက်ခတ်မှုအပြီးလူရှိယောက်ထပ်မံနေတည်ဆုံးခဲ့တယ်လို့သိရပါတယ်။အော်တိုဘာ၁၀ရက်မနက်ပိုင်းကဖိလစ်ပိုင်တောင်ပိုင်းမန္တာနာအိုကျွန်းရဲ့အရှိတ်ကန်းလွန်12မိုင်လောက်အကွာမှာမဂနီကျူ9.4အဆင့်အင်အားပြင်းငလျင်ကြီးလောက်ခတ်ခဲ့တာကြောင့်ဆူနာမီရေလိုက်အနေနဲ့သတိပေးချက်တွေပါထုတ်ပြန်ခဲ့ရပါတယ်။ ဒါပေမဲ့နောက်ပိုင်းမှာတော့အဲ့ဒီကြင်ညာချက်တွေကိုပြန်ရုပ်သိမ်းခဲ့ပါတယ်။ငလျင်ကြီးအပြီးနောက်ဆက်တွဲငလျင်တွေဆက်လုပ်နေခဲ့တယ်လို့တချိန်ကတော့မဂနီကျု6ဒရမ8အထိပြင်းထန်ခဲ့တယ်လို့ငလျင်တိုင်းဒါရေးပညာရှင်တွေကပြောပါတယ်။အဲ့ဒီငလျင်ကြီးတစ်ခုကြောင့်မှအချိန်10မိနစ်လောက်ပဲချားခဲ့တာပါ။ဆလောက်ပိုင်းအလဲပိုင်းကအစီဘူဒေသနာကမ်းလွန်ပင်လယ်ပြင်မှာလူ84ယောက်ထပ်မံတဲ့တိုက်စုံးစေခဲ့တဲ့မဂနီကျု6ဒရမ9အဆင့်ငလျင်ကြီးလှုပ်ခတ်ပြီး7ရက်အကြာမှာအခုလိုငလျင်အပြင်းစားတစ်ခုတနေ့တည်းထပ်လုပ်ခဲ့တာဖြစ်ပါတယ်။ အော်တိုဖာလာဆယ်ရက်နေ့ငလျင်နေ့အတွင်းမှာတော့လက်ရှိအချိန်ထိသေဆုံးစရင်၈ယောက်ရထားပြီးနေအိမ်အဆောက်အုံထိခိုက်ပျက်စီးမှုတွေလည်းကြုံခဲ့တယ်လို့ကယ်ဆယ်ရေးတွေကပြောပြပါတယ်။သေဆုံးသူတွေထဲမှာရွှေတူးရင်မြေပြိုလို့ပြိမိခဲ့သူရွှေမိုင်းတွင်လှုပ်သား၃ယောက်လည်းပါဝင်ခဲ့ပါတယ်။အဲ့ဒီနေရာမှာမြေစာကဲတွေအောက်ကနေမိုင်းတွင်လှုပ်သားနောက်တစ်ယောက်ကိုအသက်ရှင်လျက်ဆွဲထုတ်နိုင်ခဲ့ပါတယ်။ကံအားမျောစွာပဲမိုင်းတွင်လှုပ်တာအများပြားဟာပထမငလျင်လှုပ်ခတ်လို့မြေတွေပြိုမချခင်ထွက်ပြေးလွတ်မြောက်ခဲ့ကြတယ်လို့ဆိုပါတယ် နောက်ထပ်သေဆုံးသူတွေထဲမှာနယံပြိုလို့တစ်ပင်ပြိုကြလို့အပြည့်အစည်းတွေပိတ်မိလို့နှလုံးရောဂါဖောက်လို့ဆိုတဲ့အကြောင်းရင်းတွေနဲ့အသက်ဆုံးရှုံးသူတွေရှိခဲ့တယ်လို့တောင်ဝန်ရှိသူတွေကပြောပါတယ်။မန္တာနာအိုကျွန်းမှာရှိတဲ့ဒါဘာအိုလေစိတ်မှာတော့ခရီးသည်တင်လေရင်တစီဟာဆင်းသက်ပြပြချင်းပထမငလျင်ကြီးလှုပ်တာနဲ့တက်တက်တိုးခဲ့လို့ခရီးသည်တွေဆင်းလို့မရခဲ့ပဲလေရင်ထဲမှာပဲခါရမ်းမှုတံကိုကြုံနေခဲ့ရပါတယ်။ငလျင်ကြီးတွေလှုပ်ခတ်ခဲ့တဲ့နောက်အော်တိုဘာ၁၀ရက်ညပိုင်းမှာ ေသခံအများပြားဟာအိမ်တွေထဲပြန်မဝင်ရဲပဲလမ်းပေါ်မှာပဲဖြတ်တန်းအချိန်ကုန်ခဲ့ကြပါတယ်။ဖလော်ပိုင်ဟာပစိဖိတ်မီးခွင်းဒေသလို့ခေါ်တဲ့ရေအောက်မီးတောင်ရဝန်းနဲ့ဆက်ဆက်တည်ရှိနေပြီးငလျင်တွေမီးတောင်ပေါက်ကွဲမှုတွေနဲ့တိတ်မဆိုင်လာတဲ့နိုင်ငံမှာဖလော်ပိုင်မှာပြင်းမြတဲ့နှစ်ကိုပြင်းအားဒီဂရီအမျိုးမျိုးနဲ့ငလျင်ပေါင်း၈၀၀ဝန်းကျင်လှုပ်ခတ်လျက်ရှိတယ်လို့လည်းသိရပါတယ်ရှင်။ People's Spin ရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားကြတာဖြစ်ပါတယ်ရှင်။